ကျောင်းကိုပြင်ဆင်ပေးတဲ့ပြည့်ခင်နာမတော်ဘုန်းကြီးပါစေကျွန်တော်ဒီနေ့မှလဲဆက်လက်ပြီးတော့မှနှုတ်ကပတ်တော်နဲ့အနေငယ်ခွန်အားယူမှဖြစ်တယ်အာပထမတစ်ခေါက်တုန်းကကျွန်တော်တို့မှန်သောလမ်းအကြောင်းကိုကျွန်တော်တို့ခွန်အားယူခဲ့တာဖြစ်တယ်ခုလဲပဲကျွန်တော်တို့အဲ့ဒီအဆက်အနေနဲ့ဒုတိယပိုင်းအနေနဲ့ကျွန်တော်တို့အဲ့ဒီမှာအဆုံးသတ်မှာကျွန်တော်တို့ဘာတွေ့ရလဲဆိုတော့ဖရာရဲ့ဥဆောင်မှုမပါရင် လမ်းပြမှုမပါရင် ကျွန်တော်တို့ဘယ်သွားမှလဲဘာလို့ရမှလဲဆိုတာကိုမသိပဲလမ်းပြောင်းနေမှာဖြစ်တယ်ဆိုတာကိုပြောခဲ့တယ်ပြောခဲ့တဲ့အခါမှာအဲ့ဒီဟရာကိုကျွန်တော်တို့ဘယ်မှာတွေ့ရလဲဆိုတော့ကျွန်တော်တို့ယောမခန်းကြီးတုံးအငယ်၁၂မှာကျွန်တော်တို့တွေ့ရတာဖြစ်တယ်နော်ကျွန်တော်တို့နှုတ်ကပတ်တော်တော်ခဏလောက်စကတ်အနံ့ကြမှာဖြစ်တယ်သာရဘုရားသခင်ဒါတို့ဒီနေ့ကြာနာခံယူမဲ့နှုတ်ကပတ်တော်ပေါ်မှာကောင်းကြီးပေးပါဒါတို့ရဲ့ အတ္တတာမှာလဲကိုရဲ့နှုတ်ကပတ်တော်ကိုတိရှိနားလဲယုံနေမှာပဲနဲ့ကျင့်သုံးနိုင်သောသာသမီများလည်းဖြစ်စေပါသခင်ယေရှုနာမအမိပြု၍ဆုတောင်းဆက်ကအနံပါတယ်ဖခင်သခင်အာမင်ကျွန်တော်ယောမအခန်းကြီး၃ငယ်၁၂မှာဗာတွေ့လဲဆိုတော့လူအပေါင်းတို့သည်လမ်းလွဲကြပြီတညွတ်တညီတညွတ်ထီအသုံးမရသောသူ ဖြစ်ကြပြီဆိုပြီးတော့တွေ့တယ်ကောင်းသောအကျင့်ကိုကျင့်သောသူမရှိတယောက်များမရှိဆိုပြီးတော့ ကျွန်တော်တွေ့ရတယ်အဓိကပြောချင်တာတော့လူအပေါင်းတို့ဒီလမ်းလွဲကြပြီလို့ကျမ်းစာမှာပြောထားတယ်နော်ကျွန်တော်တို့လုံတော့လုံနေတယ်လုံနေတော့ညာလဲဘုရားမပါတဲ့အခါမှာကျွန်တော်တို့ဘာလုံနေတာလဲမသိဘဲနဲ့ကျွန်တော်ကကိုယ့်အကိုယ်တော်မတိလိုက်ခင်မှာလမ်းလွဲနေတာဖြစ်တယ်ဘုရားသခင်ရှေ့မှာလမ်းလွဲနေတယ်လမ်းလွဲနေတဲ့အခါမှာ ကိုယ်အတွေးခေါ်ကိုယ်အကြံအစအားဖြင့်ပဲလုပ်တဲ့လို့လမ်းလွဲတဲ့အခါမှာ ကျွန်တော်တို့ကကိုယ့်အကိုလွဲမှန်းမသိဘူးနော်အဲ့တော့ကျွန်တော်တို့ကလွဲမှန်းမသိတဲ့အခါမှာအဆုံးထိလမ်းလွဲသွားတတ်ကြတယ်နော်အဲ့ဒီမှာကျွန်တော်တို့လမ်းလွဲတယ်ဆိုတာဘာလဲကျွန်တော်တို့လမ်းမှန်တယ်ဆိုတာဘာလဲဆိုတာလည်းပဲကျွန်တော်တို့အနေငယ်လေ့လာကြည့်မှဖြစ်တယ်လမ်းဆိုတဲ့အကြောင်းလေးကိုပဲပေါ့နော်ဆက်လက်ပြီးတော့မှလေ့လာမှဖြစ်တယ် နောက်ကျွန်တော်တို့ရှင်လူကခရုဝင်ခန်းကြီး19အငယ်30မှာဘာတွေ့လဲဆိုတော့လူသားသည်ပျောက်သောသူတို့ကိုရှာ၍ကဲတင်အံ့သောငါကြွလာတည်းဟုစကဲကို မိန်တော်မူ၏လမ်းလွဲနေတဲ့အခါမှာ ကျွန်တော်တို့ကကိုယ့်ကိုယ်ကိုမသိကြတဲ့အခါမှာနော်ဖရဲသခင်ကပျောက်နေတဲ့အသူတွေကို လာပြီးတော့ကဲတင်တယ်ဆိုပြီးတော့ဒီမှာ ပျောက်သောသူတွေကိုရှာပြီးတော့ကဲတင်ဖို့ရန်လာတယ်ဆိုပြီးတော့တွေ့ရတယ်နော်ဖယားသခင်ကပဲပျောက်သောသူတွေကိုရှာဖို့အတွက်ပြင်ဆင်ပေးတာကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်နော်နံပါတ်1အနေနဲ့ကျွန်တော်တို့ကလွဲနေတယ်နော်လူအပေါင်းတို့ကလွဲနေတယ်လွဲနေတဲ့အတွက်ဖယားသခင်က လွဲနေသောသူတွေကိုမလွဲဖို့ရန်နော်လမ်းမှန်ကို ပြန်ရောက်ဖို့ရန်သူကိုယ်တိုင်က ရှာဖွေပြီးတော့မှကဲတင် အံ့သောငါကြွလာတယ်လို့ကျွန်တော်တို့တွေ့ရတယ်နော်အဲ့တော့ဘုရားသခင်ကလမ်းလွဲသော သူတွေကို ရှာဖွေကယ်တင်သောသူဖြစ်တယ်ဆိုတာကိုဒုတိယအနေနဲ့တွေ့ရတယ်ကျွန်တော်တို့ဆက်လက်ဆက်ပြီးတော့မှလမ်းခရီးအကြောင်းမှာပဲဆက်ပြီးတော့ဘာတွေ့ရသလဲသိလဲဆိုတော့ရှင်မာကုခရစ်ဝင်အခန်းကြီး30အငယ်52မှာအရှင်ဘုရား အကျွန်ုပ်မျက်စိမြင်စေခြင်းကပြုတော်မူပါဟုလူကန်းလျှောက်လေတော့ယေရှုကသွားလို့သင်ယုံကြည်ခြင်းသည်သင်ကိုကယ်မတနာပြီဟုမိန်တော်မူ၏ထိုကနာခြင်းတွင်ထိုသူသည်မျက်စိမြင်၍လမ်း၌နောက်တော်သို့လိုက်လေ၏လမ်း၌နောက်တော်ကိုလိုက်တယ်ဟုတ်ယေရှုစီမှာ तू ကမျက်စိမြင်ခွင့်ကိုတောင်းလိုက်တယ်ဒီမှာမျက်ကန်းက तू ကမြင်သွားတဲ့အခါမှာလမ်း၌နောက်တော်ကိုလိုက်တယ်နော်အဲ့တော့ပြောခြင်းတဲ့အရာကဘာလဲဆိုတော့ဒီမှာ ျွန်တော်ခရိယန်တွေဟာဖခင်ရဲ့ကောင်းမြတ်ခြင်းကိုခံစားပြီးသားသူတွေယုံကြည်ပြီးသားသူတွေဟာကျွန်တော်တို့ဟာတနည်းအားဖြင့်ပြောရမယ်ဆိုရင်လမ်းနောက်ကိုလိုက်တော်သူဘယ်လမ်းနောက်ကိုလိုက်တော်သူလဲဆိုတော့ယေရှုခရစ်တော်ဖြစ်တော်လမ်းခီးနောက်ကိုကျွန်တော်တို့ကလိုက်တော်သူဖြစ်တယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်။နောက်ကျွန်တော်ကျွန်တော်လိုက်တဲ့လမ်းကမှားနေတယ်ဆိုလို့ရှင်တော့မဟုတ်ဘူးဒါအတိုးတော်ညာလဲယေရှုခရစ်တော်ကဘယ်မှာလဲဆိုတော့ရှင်က ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး၁၄အငယ်၆မှာယေရှုကငါသည်လမ်းခီးဖြစ်တမန်တရားလည်းဖြစ်အသက်လည်းဖြစ်ဤလို့ပြောထားတာကျွန်တော်တွေ့ရတယ်တွေ့ရတော့ယေရှုခရစ်တော်ဖြစ်တဲ့အတွက် तू ကလမ်းခီးဖြစ်တယ်မမားနိုင်ဘူးအဲ့ဒီလမ်းဟာနော်ပျောက်နေတဲ့အတွက်လည်း तू ကလာပြီးတော့ရှာဖွေပြီးတော့ကဲတင်တယ်နော်အဲ့လိုမမားနိုင်တဲ့လမ်းကိုကျွန်တော်တို့ကလိုက်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့လို့လိုက်သွားတဲ့ခရစ်ယာန်တွေဟာလည်းလမ်းဖြစ်တယ်ကျွန်တော်တို့ကိုမယုံကြည်သူတွေကကြည်ချင်းအဖြစ် ကျွန်တော်လျှောက်တဲ့လမ်းကိုသူတို့ကလည်းလျှောက်ချင်မှဖြစ်တယ်နော်ယေရှုခရစ်တော်ဖြစ်တဲ့လမ်းခီးနောက်ကိုကျွန်တော်တို့လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကိုယ်တိုင်ကလည်းသူများအတွက်လမ်းဖြစ်မှာဖြစ်သူများကကျွန်တော်တို့ကိုကြည်ချင်းအဖြစ်ကျွန်တော်တို့လျှောက်တော်လမ်းကိုကြည်ချင်းအဖြစ်သူတို့ကလည်းဒီလမ်းကိုလျှောက်ချင်တဲ့ဆန္ဒဖြစ်မှာဖြစ်တယ်အဲ့ဒါကြောင့်မလို့နံပါတ်3မှာတော့ယုံကြည်သူတွေဟာလည်းပဲတနည်းအားဖြင့်ပြောရင်လမ်းခရီးဖြစ်တယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတယ်ပြီးတော့မှဘာရှိသေးလဲဆိုတော့ ကျွန်တော်တို့တုတ်တန်ကြံအခန်းကြီး22အငယ်6မှာတစ်ချက်လောက်ဖတ်ကြည့်အောင်နော်။ဘာပြောလဲဆိုတော့သူငယ်သွားရာလမ်းဝ၌ဆုံးမတွင်တင်လို့တို့ပြုလျင်သူသည်အိုသောအခါထိုလမ်းမှမလွဲလိုက်သွားလိမ့်မည်။ဒီမှာဘာတွေ့ရလဲဆိုတော့သူငယ်သွားရလမ်းဝမှာဆုံးမတုန်တင်လို့လို့ပြောတဲ့အတွက်ကြောင့်မို့လို့မိဘတွေမိဘတွေဟာလဲလမ်းဖြစ်တယ တာသမီးတွေအတွက်ကလေးတွေအတွက်လမ်းဖြစ်တယ်နော်တချို့မိဘတွေဆိုလို့ရှိရင်တော့ကလေးတွေကိုအရန်ကိုတွန်းတင်ဆုံးမတတ်တယ်အရန်လိမ်မာရေးချရှိတယ်နော်တချို့မိဘတွေဆိုတော့ဂယူလည်းမဆိုင်ဘူးဖြစ်တယ်လို့မျိုးနဲ့ထားတယ်အဲ့လိုမျိုးနဲ့မရဘူးကျွန်တော်ကျန်းစာမှာပြောထားတယ်မိဘတွေဟာကလေးတွေအတွက်လမ်းခီးဖြစ်တယ်ငယ်သောရွယ်ကနေစပြီးတော့ဆုံးမသွန်သင်ပါတဲ့သူငယ်သွားရလမ်းဝ၌ဆုံးမသွန်သင်လို့ပြောထားတာဖြစ်တယ်ငယ်ငယ်လေးတွေက မိဘတွေကကိုယ့်ရဲ့သားသမီးတွေကိုစုံမမှာဖြစ်တယ်စုံမရမှာဖြစ်တယ်စုံမမယ်ဆိုရင်သူဒီအိုတော့ခါထိုလန်းကနေမလွဲလိုက်သွားမယ်ဆိုပြီးတော့နှုတ်ကပတ်တော်မှာတွေ့တယ်နော်အဲဒါကြောင့်မလို့မိဘတွေကလည်းပဲပေါ်တီးပုတ်ပြက်နဲ့ကိုယ့်ကိုနော်ဒီတိုင်းနေလို့မရဘူးကလေးတွေအတွက်မိဘတွေကလမ်းခီးဖြစ်နေတယ်နော်မိဘတွေကလမ်းပြပေးရမှာဖြစ်တယ်တုံသင်ပေးရမှာဖြစ်တယ်စုံမတုံသင်ပေးရမှာဖြစ်တယ်အဲ့ဒီအခါမှာကလေးတွေဟာ မကောင်းတဲ့လမ်းတွေကိုမသွားဘဲနဲ့ကောင်းသောလမ်းတွေကိုသွားမှဖြစ်တယ်ဆိုတာကိုတွေ့ရတယ်။အဲဒါကြောင့်မလို့မိဘတွေဟာလည်းလမ်းကီးဖြစ်တယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတယ်။ပြီးတော့မှကျွန်တော်တို့ယေရှုခရစ်တော်ဖြစ်ဟာလမ်းကီးဖြစ်တဲ့အတွက်ယေရှုနောက်ကိုလိုက်သွားသောသူတွေဟာလမ်းပြောက်သောသူမဟုတ်ဘဲနဲ့ပြောက်နေသောသူတွေကိုယေရှုဟာလာရှာပြီးတော့မှသူ့ရဲ့နောက်ကိုလိုက်စေတယ်။လိုက်စေပြီးတော့မှကျွန်တော်တို့အသက်တာမှာလည်းပဲ ယေရှုရဲ့ကောင်းမြတ်ခြင်းတွေခံစားကြတဲ့ခြင်းတွေခံစားပြီးတော့မှတခြားသောသူတွေအတွက်ကျွန်တော်တို့ဟာလည်းလန်ခီဖြစ်စေမှာဖြစ်တယ်။အဲ့ဒီအထက်မကဘဲနဲ့ယုံကြည်သူတွေဟာလန်ခီဖြစ်တယ်လို့ယုံကြည်သူမိဘတွေဟာလည်းကိုယ့်ရဲ့သားသမီးတွေအတွက်လန်ခီဖြစ်တယ်ဆိုတာကိုအဲဒီနေ့မှဒီနှုတ်ကပတ်တော်အပြင်ခွန်အားပေးတိုက်တွန်းချင်တာဖြစ်ပါတယ်။ကျမ်းစာတွေပေါ်ဖျားရှင်ကောင်းကြီးပေးပါစေ။